2025ခုနှစ်အောက်တိုဘာလ9ရက်နေ့တနင်္ဂနွေသားသမီးများအတွက်တနေ့တာဟော်စတန်ဖြစ်ပါတယ်တနင်္ဂနွေသားသမီးများအတွက်ဒီနေ့အတွက်မှာရည်ရွယ်ထားသမျှစိတ်ကူးထားသမျှအရာရာအရှင်ပြေအောင်မြင်မဲ့နေ့မျိုးဖြစ်ပါတယ်ရှင်မျိုးသားကြီးလေးစီကနေပြီးတော့ဝန်တာဇေယတတင်းကောင်းလေးခြားရတက်တယ်တနင်္ဂနွေသားသမီးများအတွက်ဒီနေ့အတွက်မှာအိမ်မကက်ချင်တာအလုပ်ပြောင်းချင်တာအလုပ် ထွက်ချင်တဲ့စိတ်တွေများနေတဲ့တင်အချီရင်းမှလည်းအထင်မြင်လွဲစရာတွေနဲ့ကြုံတွေ့ရတတ်တယ်။ကျမရဲ့အနေနဲ့ကိုယ်လည်းရရန်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တယ်။အချိုးပေးတဲ့ကဏ္ဍကတော့ငားနဲ့ခုံဖြစ်ပြီးတော့အချိုးပေးတဲ့အရောင်ကတော့အဖြူရောင်နဲ့မွေရောင်ပဲဖြစ်ပါတယ်။ရရအနေနဲ့မိမိအိမ်ရှိဘုရားမှာပေါမုတ်တော်ဘတ်တော်ကလူပေးရမှာဖြစ်ပါရှင်။၂၀၂၅ခုနှစ်အောက်တိုဘာလ ခုနှစ်ရက်နေတနေ့လာတာမိညာအတွက်တနေ့တာဟော့စတန်ဖြစ်ပါတယ်တနေ့လာတာမိညာအတွက်ဒီနေ့အတွက်မှာအလုတ်မှာနမီကုန်တည်းကြော်ချမယ်အလုံးနဲ့ပတ်သက်ပြီးတော့ဝမ်းသာစရာစိတ်ချမ်းသာစရာကြုံရမယ်အလုံးနဲ့ပတ်သက်ပြီးတော့ရင်ကံအခွင့်အလန်းတွေ အဖက်ဖက်ကအနေနဲ့တအားကောင်းမယ်နော်စီးပွားရေးလူမှုရေးကိစ္စအလုံးနဲ့အဆင်ပြေအောင်မြင်မဲ့နေ့မျိုးဖြစ်ပါတယ်ချမ်းမာရေးအနေနဲ့ကိုယ်လေးရရန်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တဲ့ ချစ်သူစီကနေပြီးတော့တည်ငောင်းချာရတတဲ့အချိုးပေးတဲ့ကဏ္ဍကတော့ငားနဲ့ကိုဖြစ်ပြီးတော့ကံကောင်းတဲ့အရောင်ကတော့အဝါရောင်နဲ့အနက်ရောင်ပဲဖြစ်ပါတယ်။ယရိယာအနေနဲ့မိမိအရှိဗျာမှာမဟင်းကကလူပေးရမှာဖြစ်ပါရရှင်။၂၀၂၅ခုနှစ်အောက်တိုဘာလ9ရက်နေ့အင်္ဂါသမီးများအတွက် တနေ့တာဟော့စတန်ဖြစ်ပါတယ်သူများပြဿနာကိုပြဿနာမျိုးတွေဖြစ်တတ်တယ်ဂျောင်းဝင်ဖြည့်ရှင်းပေးရတာမျိုးတွေလည်းကြုံတရတတ်တယ်မိရှိအတွက်စိတ်တော်ကတွေတအားကြုံရတတ်တယ်နော်တတိသားနော်မြေကိစ္စနေရာကိစ္စအတွက်တွေလည်းစကားများရတာပြောဆိုစကားများဖြည့်ရှင်းပေးရတာမျိုးတွေကြုံတရတတ်တယ်အလုံးနဲ့ပတ်သက်ပြီးသွားရင်လည်းခยีအဝေးထွက်ရတတ်တယ်ဂျမ်းမာရဲ့အနေနဲ့ ခနာကူရဲ့အောက်ပိုင်းမှာခြေတော်မှာမတော်တဆထိကတန်ရရတတ်တဲ့တတိသာနော်အကျိုးပေးတဲ့ကဏ္ဍကတော့၄နဲ့ခွန်ဖြစ်ပြီးတော့အကျိုးပေးတဲ့အယောင်ကတော့ညူမိုင်းတော့အယောင်နဲ့အနက်ယောင်ပဲဖြစ်ပါတယ်ရေရာအနေနဲ့မိမိအိမ်ရှိပြားမှာနွားအလို့ကလူပေးရမှာဖြစ်ပါရရှင်2025ခုနှစ်အောက်တိုဘာလ9ရက်နေ့ဗုဒ္ဓဘာသာသမီးများအတွက်ဒီနေ့တာ ဟောဇဒန်ဖြစ်ပါတယ်။ဒီနေ့ဗုဒ္ဓဘုရားသမီးများအတွက်အလုံးနဲ့ပတ်သက်ပြီးသွားရင်ရဝေးကနေပြီးတော့အဆက်အသွယ်ကောင်းနေထောက်ပံ့ကောင်းနေရရှိတတ်တဲ့အလုံးနေရာတိုင်းကြီးနေမှာလေ အထူးကောင်းမွန်တဲ့နေမျိုးဖြစ်ပါတယ်။ဈမကြီးအနေနဲ့လက်မှာထိခိုက်တရားရတတ်တဲ့သတိထားနော်အချီရဲမှာလည်းစိတ်အလိုမကြိုက်ဒါအများနေတတ်တယ်ဝေရေးချင်းနဲ့ပတ်သက်ဆက်နွယ်ပြီးသွားရင်လည်းတူနဲ့တူကစကားပြောဆိုရတာဖြည့်ရှင်းရတာညင်းကုန်ရတာမျိုးတွေဖြစ်တတ်တယ်နော် အကျိုးပေးတဲ့ကဏ္ဍက9နဲ့9ဖြစ်ပြီးတော့အကျိုးပေးတဲ့အရောင်ကတော့ညညရောင်နဲ့အညရောင်ပဲဖြစ်ပါတယ်။ရရအနေနဲ့မိမိအိရှိပြားမှာရှစ်တမင်းကလူပေးရမှာဖြစ်ပါလိမ့်ရှင်။25ခုနဲ့အော်တိုဘာလ9ရက်နေ့ဇာတာပရိသတ်သမီးများအတွက် ကနေတာဟော့စဒန်ဖြစ်ပါတယ်ခြားသာပရိသတ်များအတွက်ဒီနေ့မှာအလုတ်ကိစ္စငွေကြေးကိစ္စများနဲ့ပတ်သက်ပြီးသွားရင်အထူးတတိထားပြီးဆောင်ရွက်နော်စက်တူကိစ္စရှယ်ယာကိစ္စစာချုပ်ကိစ္စတွေကဒီနေ့အတွက်အထူးအောင်မြင်မယ်အဆင်ပြေမယ်နော်ရွှေအလအပါအမှုပညာနဲ့ ပတ်သက်တဲ့အစီအရေလည်းဝင်လာတတ်တယ်။ကျမ်းမာရေးမှာလည်းလက်တစ်ဖက်မှာတိခိုက်တရားရတတ်တယ်တတိထားနော်။အချီရေးမှာလည်းတာယာနေတတ်တယ်နော်။အချိုးပေးတဲ့ကဏ္ဍက6နဲ့3ဖြစ်ပြီးတော့အချိုးပေးတဲ့အရောင်မှာအပြာရောင်နဲ့အပြာရင်းရင်းအရောင်ပဲဖြစ်ပါတယ်။ရရအနေနဲ့မိမိအိမ်ရှိဖျားမှာပဲကိတ်ကလူပေးရမှာဖြစ်ပါတယ်ရှင်။25ခုနှစ်အောက်တိုဘာလ9ရက်နေ့တောက်ချာသမီးများအတွက် တနေ့တာဟောစဒန်ဖြစ်ပါတယ်။သာသမီအောက်လက်ငယ်သားတူအတွက်စိတ်တော်ကံတောက်ချာသာသမီအနေနဲ့ကြုံတွေ့ရတတ်တယ်နော်။အလုံးနေရာတိုင်းင်းနဲ့ပတ်သက်ပြီးသွားရင်လေကောင်းတဲ့ကောင်းသောအပြောင်းအလဲတွေနဲ့ကြုံတွေ့ရတတ်တယ်။အချီရေးမှလည်းဝေးလေကောင်းလေဖြစ်နေတတ်တယ်။ခြေကျမရဲ့အနေနဲ့ခြေတော့မှထိကတန်ရာရတတ်တယ်တတိချာနော်။အကျိုးပေးတဲ့ကနန်းကတော့ သုံးနဲ့ခုံဖြစ်ပြီးတော့အကျိုးပေးတဲ့အရောင်ကတော့အပြာရောင်နဲ့နက်ပြာရောင်ပဲဖြစ်ပါတယ်။ရေရာအနေနဲ့မိမိအင်ရှိပြားမှာဘဲမုတ်၃ခုကလူပြားမှာဖြစ်ပါရဲ့ရှင်။၅ခုနဲ့အော်တိုဘာလ9ရက်နေ့စနေသားသမီးများအတွက်တနေ့တာဟော့စတန်ဖြစ်ပါတယ်။စနေသားသမီးများအတွက်ဒီနေ့မှာဆက်တူရှေးဟာကိစ္စများနဲ့ပတ်သက်ပြီးသွားရင် အထူးကောင်းမွန်တဲ့နေ့မျိုးဖြစ်ပါတယ်။ပညာအသစ်တစ်ခုရတတ်တဲ့သင်တန်းတရားတတ်တဲ့ဆောင်ဝဲဖီရအောင်မြင်မယ်နော်။မိတ်ဆွေအပေါင်းအသင်းများနဲ့ပတ်သက်ပြီးသွားရင်လေ သူတို့အတွက်စိတ်ညစ်ရတာစိတ်တော့ကတွေနဲ့ကြုံရတတ်တဲ့ဂျမ်းမာရေးအနေနဲ့ခေါင်းတစ်ချမ်းကြိုက်တတ်တဲ့အချီးရေးမှတာရတယ်နော်။အကျိုးပေးတဲ့ကဏ္ဍကတော့တင်းနဲ့ ကိုဖြစ်ပြီးတော့ကံကောင်းတဲ့အကြောင်းမှာအဝါရောင်ပဲဖြစ်ပါရဲ့ရေရီဟာအနေနဲ့မိမိအင်ရှိဘုရားမှာအုံတို့ကောင်းဆယ်ကလူပေးရမှာဖြစ်ပါရှင့်